ယဟမင်လောင်ရွေးချယ်ပွဲမှာကာဒီနယ်တပါးချင်းစီမဲပေးကြတဲ့အခါယဟမင်ကြီးအစ်စ်မရမချင်းစစ်စတင်ချပ်ပေါ်ရဲ့မိခိုခေါင်းနိုင်ကနေမိခိုအမဲများကိုသာ ထုတ်လွှင့်ပြီးမဲအများဆုံးနဲ့အရွေးခံရတဲ့ယဟမင်လောင်ပေါ်ပေါက်လာတဲ့အခါမှာတော့မိခိုခေါင်းနိုင်ကနေမိခိုအဖြူရောင်ကိုထုတ်လွှတ်ပါမယ်အခုလိုအရေးကြီးတဲ့ကာလမှာပုပ်ဖရန်စစ်ရဲ့တက်ရှိစဉ်ကတိမ်မွေးတဲ့သတင်းစကားလေးတွေနဲ့ ခွန်အားယူကြပါစို့လူတွေနဲ့အရာမဖြစ်ပါနဲ့ကိုယ်ခန္ဓာကိုယ်ကိုလည်းတိတ်မဝေဖန်နိုင်ပါနဲ့အယံကြီးလည်းမငင်းညူပါနဲ့ငွေတောင်းပြေစာတွေအတွက်အေးရပြတ်မခံပါနဲ့အမားလုံးမိရင်တောင်နောင်တယူပြီးမိတ်လိုက်ပါတိတ်ကိုပျော်ရွှင်စေတဲ့ပုံကိုယ်တွေကိုရှာပါပျော်ရွှင်စရာတွေကို ဆက်ရှာပါခยีထွက်ပါခยีထွက်ရင်ပျော်လိုက်ပါ နေရအစ်စ်တွေနဲ့မိတ်ဆက်လိုက်ပါမိဘကောင်းအဖြစ်ဆက်လက်ရှင်သန်ပါလူတိုင်းကိုအတွက်ကိုစူးစမ်းရမှာပါအိမ်အတွက်စိန်ခန်းစရာအတွက်စိတ်မပူပါနဲ့မိသားစုအတွက်အမွေခြံခဲ့ဖို့စူးစမ်းရင်ကိုကိုကိုလည်းအဆုံးမစီရင်ပါနဲ့ဒါကြောင့်ငွေနဲ့ပကတနာလောက်ကိုသာမစုဆောင်မိပါစေနဲ့ကုသိုလ်ကိုပဲစုပါ ခွေးလေးတွေကိုအနာကတ်ခွင့်ပေးလိုက်ပါဖန်ခွက်လေးတွေကိုအလှမသိမ့်မှနဲ့ညစာအတွက်တိုက်ပကံတွေကိုသုံးပါတင့်အကြက်ရေမွေးကိုလည်းမနှမျောပါနဲ့တင်နဲ့အတူကုန်လွန်စေပါ အာကစားဖနက်ကောင်းတွေကိုလည်းအသုံးပြုလိုက်ပါတင့်အကြိုက်ဆုံးဥပစာတွေကိုလည်းထပ်ပြီးဝတ်လိုက်ပါအောင်လက်တွေ့ပဲအကောင့်ထည့်ဖို့လိုက်ပါကောင်းတဲ့အရာတွေကိုမျက်နှိုးလိုက်ပါ လှုပ်လိုက်ပါတော့အဲ့ရဝင်းချင်းကို မဆောင်ပဲခုပဲဆူတောင်းလိုက်ပါ ခုပဲဖုန်းဆက်လိုက်ပါဒီလိုခဏတစ်ဖြုတ်နဲ့ပြီးဆုံးသွားတဲ့ဘဝမှာဘာလို့ခွင့်မလွတ်နိုင်ရမှာလဲခရစ်စမတ်ရက်ကို မျောကြတယ်တောက်ကြနေကိုစောင့်ကြတယ်ပြန်ဆုံဖို့ကိုစောင့်တတ်ကြတယ်လာမယ့်နှစ်သက်ကိုလိုချင်ကြတယ်တထေးဖြစ်မဲ့အချိန်အားလုံးပြည့်စုံလာမယ့်အချိန်ကို မျောလင့်စောင့်စားနေကြတယ်နေပါအောင် လုံးဝအုတ်တုံပြေဆုံးတာရဲ့လို့ရှိမှမရှိတာလူသားတွေအနေနဲ့ဒါကိုမစွမ်းဆိုင်နိုင်ကြဘူးဘာလို့လဲဆိုတော့ပြေဆုံးခြင်းဆိုတာလူဘဝမှာဖြစ်လာဖို့အာမခံချက်မရှိဘူးအားလုံးဟာတင်ယူဖို့အခွင့်ရေးပါကဲဒါဆိုရင် ခုပဲဘဝဆိုတဲ့စိန်ခေါ်တန်ကိုလက်ခံလိုက်ပါ ခုပဲလှုပ်ရှားရှိတာလှုပ်လိုက်ပါတိုးပြီးချစ်ပါတိုးပြီးခွင့်လွတ်ပါထပ်တိုးပြီးထွေးပွေ့နန်းဆိုင်လိုက်ပါ လေးလေးနက်နက်ပို့ချစ်လိုက်ပါကျန်နာအားလုံးဖရာလက်ကိုအပ်လိုက်ပါအာမင်တန်ရှင်သောဝိညာဉ်တော်ဖရာပုပ်ယဟန်မင်းကြီးအသက်ကိုရွေးကောက်တဲ့မြောက်ရန်ဆုယုံနေကြတဲ့ကာဒီနယ်များအတွက်ကိုရော့ထံကျွန်ုပ်တို့ဆုတောင်းပါတယ်ကိုတော်ရဲ့မြတ်တာနဲ့တရားမျှတမှုကို အသက်ဝင်စေဖို့ယံဉာဏ်ပညာနှင့်တတ္တိတို့ဖြင့်ပြေဝသော တိုးထင်းကိုသူတို့ရွေးချယ်နိုင်ကြပါစေအာမင်